ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Money Mind မြန်မာရဲ့တင်ဆက်သူကိုစော်ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ online ပေါ်ကနေဝင်ငွေရှာနိုင်တဲ့နည်းလမ်းတွေအများကြီးရှိတဲ့ထဲကမှမြန်မာနိုင်ငံအတွက်တင့်တော်မဲ့ online ဝင်ငွေရှာနည်းခုနှစ်မျိုးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်အချိန်အများကြီးပေးစရာလည်းမလိုဘဲနဲ့အိမ်ကနေအလုပ်လုပ်ပြီးတော့ဝင်ငွေရှာနိုင်မဲ့နည်းလမ်းလေးတွေပါဝင်တော့မို့လို့အခုပဲဗီဒီယိုလေးကိုစလိုက်ရအောင်နော် အခုဗီဒီယိုကြည့်နေသူကပထမဆုံးလာကြည့်ရဆိုလို့ရှိရင်ကျွန်တော်ရဲ့ Money Map မြန်မာ Channel ကငွေကြီးချင်းနဲ့ဆိုင်တဲ့အကြောင်းအရာတွေကိုမျှဝေပေးနေတဲ့ Channel လေးပဲဖြစ်ပါတယ်။ဒီလိုကြောင်းအရာတွေနဲ့ပတ်သက်ပြီးအောင်စိတ်ဝင်စားရဆိုလို့ရှိရင်တော့ Channel လေးကို Subscribe လုပ်ထားကြပါ။ပထမဆုံးမျှဝေပေးခြင်းနဲ့ Online ပေါ်မှာဝင်ငွေရှာနေရတော့ Online ပေါ်မှာပစ္စည်းရောင်းချခြင်းပဲဖြစ်ပါတယ်။ ဒါကတော့ online shopping ဆိုပြီးတော့တော်တော်များသိပြီးသားပဲဖြစ်မှာပါလူတော်များများက social media သုံးလာကြပြီဆိုတော့စိုင်ဖွင့်ပြီးတော့လာတဲ့သူကိုထိုင်ဆောင်ပြီးတော့ရောင်းနေတာထက် social media ပေါ်မှာတင်ရောက်တာကလူများကိုပုံမြင်စေပြီးတော့ ရောင်းရဖို့ရရင်တော့ပုံများပါတယ်မြန်မာနိုင်ငံမှာလူသုံးများတဲ့ Facebook တို့ TikTok တို့ပေါ်မှာတင်ရောက်နိုင်ဖို့အတွက်ကိုတော့အရင်လေ့လာထားဖို့လိုအပ်ပါတယ်ဘာတွေရောင်းလို့ရလဲဆိုတော့ fashion ပစ္စည်းတွေလှကုံတွေဒါအိမ်သုံးပစ္စည်းတွေဒါမဟုတ်ကိုယ်တိုင်လုပ်ထားတဲ့လက်မှုပညာပစ္စည်းတွေကိုလည်းရောင်းလို့ရပါတယ်အဓိကကတော့ကိုယ်ရင်းနှီးရဲ့နယ်ပယ်ကပစ္စည်းတွေကိုစပြီးတော့စဉ်းစားသင့်ပါတယ် အရေးကြီးတာကကိုရောင်းမဲ့ပစ္စည်းတွေကိုပုံကောင်းကောင်းရိုက်တက်ပြီးတော့စာသားလှလှလေးတွေနဲ့ပို့လေးတွေတင်မယ်ကတ်စတမာတွေနဲ့ကောင်းကောင်းဆက်သွယ်တတ်ဖို့လိုအပ်ပါတယ်ပစ္စည်းပို့ဖို့အတွက်ကိုကြတော့ဒါ delivery ဝန်ဆောင်မှုတွေအများကြီးရှိနေပြီဆိုတော့ပြောစရာတော့မလိုလောက်ဘူးထင်ပါတယ်ရောင်းဖို့အတွက်ပစ္စည်းတစ်ခုကိုစဉ်းစားနိုင်တယ်ဆိုလို့ရှိရင်တော့ဒီနီလန်လေးကအသင့်တော်ဆုံးပဲဖြစ်မှာပါနောက်ထပ် online ပေါ်မှာဝင်ငွေရှာနိုင်တဲ့ဒုတိယနည်းလမ်းလေးကတော့ဘာသာပြန်တာတွေနဲ့စာရေးခြင်းနဲ့ပတ်သက်တဲ့အလုပ်တွေပဲဖြစ်ပါတယ်။ကိုကဘာသာစကားတစ်ခုကိုကျွမ်းကျွမ်းကျင်ကျင်တတ်ဖို့တော့လိုအပ်ပါတယ်။ မြန်မာကိုအင်္ဂလိပ်ပြန်လာတယ်အင်္ဂလိပ်ကနေမြန်မာဘာသာပြန်လာတယ်ဒီလိုဝန်ဆောင်မှုတွေဟာ NGO တွေနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေမှာဆိုလို့ရှိရင်လည်းလိုအပ်ချက်တွေအများကြီးရှိပါတယ် Upward Fiverr လို့ဒါနိုင်ငံတကာ freelance platform တွေပေါ်မှာလည်းကိုလုံနိုင်တဲ့ဟာကိုတင်ပြီးတော့အလုပ်ရှာလို့ရပါတယ်ပြည်တွင်းမှာကတော့ချိတ်ဆက်တို့ဒါမိုင်းကြော့မြန်မာတို့လိုဒီလို platform တွေလည်းရှိပါတယ်ပြီးတော့ Facebook group တွေလည်းအများကြီးရှိတဲ့အတွက်အလုပ်ကန်ခွင့်လန်းတွေလည်းအများကြီးရှာနိုင်ပါတယ် content writing လို့ခေါ်တဲ့ website တွေ social media တွေပေါ်မှာစာတွေရေးပေးတာ blog တွေရေးပေးတာမျိုးလည်းလုပ်လို့ရပါတယ်။ဘာသာစကားကျွမ်းကျင်မှုနဲ့စာရေးသားမှုကောင်းမွန်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့အရင်ကနေအလုပ်လုပ်ပြီးတော့ဝင်ငွေရနိုင်တဲ့အခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်။နံပါတ်3ခုမြောက်မြောက်ဝေးပေးမဲ့နီလန်လေးကတော့ online ပေါ်မှာကျူရှင်တင်တာတွေဒါတင်ကြိုင်းနဲ့ဆိုင်တဲ့အလုပ်တွေပဲဖြစ်ပါတယ်။ ခုခေတ်မှာဆိုလို့ရှိရင် online learning ကပို့ပြီးတော့ခေတ်စားလာပါတယ်။ကျွမ်းကျင်တဲ့ပညာရပ်တစ်ခုဒါမှမဟုတ်သူများကိုပြန်သင်ပေးနိုင်တဲ့ပညာရပ်တစ်ခုတော့ရှိဖို့လိုအပ်ပါတယ်။သင်ချာရာတို့သိပ္ပံတို့လိုကျောင်းစာတွေကိုလည်းကျူရှင်ပေးနိုင်တယ်လို့ဒါအင်္ဂလိပ်စကားပြော ကွန်ပျူတာအခြေခံဒါဂီတာတီနီပုံစွဲနေအစရှိတဲ့သင်ကျွမ်းကျင်တဲ့ဘာသာရပ်တစ်ခုကိုအွန်လိုင်းပေါ်မှာသင်ကြားပေးလို့ရပါတယ်။ Zoom တို့ Google Meet တို့လို platform တွေကိုတုံးပြီးတော့ကျောင်းသားတွေနဲ့ချိတ်ဆက်ပြီးတော့သင်ကြားပေးနိုင်ပါတယ်။သင်ကြားရေးနဲ့ပတ်သက်တဲ့ရည်ရှိတွေရှိတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဝင်ဝင်ကောင်းကောင်းရနိုင်တဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ကိုတက်တဲ့ပညာကိုမျှဝေပြီးတော့ပတ်စံရှာခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီနည်းလမ်းလေးအသင့်တော်ပဲဖြစ်ပါတယ်။နောက်ထပ်မျှဝေပေးမယ့်နံပါတ်၄နည်းလမ်းလေးကတော့ digital ဝန်ဆောင်မှုတွေပဲဖြစ်ပါတယ်။ဒါကနည်းနည်းလေးကျွမ်းကျင်မှုလို ပ်တဲ့အရာတွေဖြစ်တယ်ပေါ့နော်ဒါ graphic design မှာဆိုလို့ရှိရင်လည်းဒါ logo design တွေဖန်တီးတာဒါ template တွေ poster တွေဖန်တီးတာပေါ့နော်ပြီးတော့ web design မှာဆိုလို့ရှိရင်လည်းဒီ website တွေဘလို့ရေးလဲဆိုတဲ့အကြောင်းအရာတွေဒါ video editing အပိုင်းတွေဒါမှမဟုတ်ရင်ဒါ software development တွေ software တွေရေးရတယ်စတဲ့ဝန်ဆောင်မှုတွေကိုဒါပြည်တွင်းမှာပဲဖြစ်ဖြစ်ဟောနိုင်ငံခြား client တွေကိုလည်းပေးလို့ရပါတယ် Upwork တို့ Fiverr တို့တို့ platform တွေမှာဆိုလို့ရှိရင်เนาะကိုယ့်ရဲ့ portfolio ကိုတင်ပြီးတော့အလုပ်ရှာလို့ရပါတယ်ဒီလိုမျိုး scale တွေတက်ကြွထားလဲဆိုလို့ရှိရင်เนาะဝင်ဝင်ကောင်းကောင်းရှာနိုင်မှာပါနီးပညာပိုင်းတရားစိတ်ဝင်စားပြီးတော့ဖန်တီးမှုကကောင်းတယ်ဆိုလို့ရှိရင်เนาะအခုပဲစတင် လေ့လာကြည့်လို့ရပါတယ်နောက်ထပ်နံပါတ်5နီလန်လေးကတော့ဒါ social media content creator အဖြစ်ရည်တည်တာပဲဖြစ်ပါတယ် ဒါကတော့ TikTok YouTube Facebook တို့ပေါ်မှာဒါကိုယ်ပိုင် channel ဒါမှမဟုတ် page ကိုတိဆောက်ပြီးရောဗီဒီယိုတွေ post တွေတင်တာမျိုးပဲဖြစ်ပါတယ်။ကိုယ့်ရဲ့ဝါသနာနဲ့ကြွမ်းကြွမှုအလိုက်ဥပမာဆိုလို့ရှိရင်ဒါဟင်းချက်တာရှိမယ်ခီးသွားတာဒါမှမဟုတ်ပညာပေးတွေရှိမယ်ဒါဖြော်ပြီးအစရှိသဖြင့်အဲ့ဒီအကြောင်းအရာတွေကိုပုံမှန်တင်ပြနေဖို့တော့လိုအပ်ပါတယ်။ follower တွေ subscriber တွေဒါများလာတယ်ဆိုလို့ရှိရင်เนาะ brand name နဲ့ပူးပေါင်းပြီးတော့ဒါကြော်ညာတွေရမယ် YouTube အနေနဲ့ view တွေများလာတယ်ဆိုလို့ရှိရင်เนาะဒီကြော်ညာကလေးရတာမျိုးလေးလည်းရှိတာပေါ့ ဒီလိုမျိုးစတင်ဖို့အတွက်ဆိုလို့ရှိရင်စိတ်ကူးကန်းကောင်းတဲ့ဖုန်းတစ်လုံးရှိရင်တော့အခုပဲစတင်လို့ရပါတယ်။ဖန်တီးမှုအားကောင်းပြီးရောဆိုရှယ်မီဒီယာကိုတေချာသုံးတက်တယ်ဆိုလို့ရှိရင်တော့ဒါကအခွင့်အရေးကောင်းတစ်ခုပဲဖြစ်ပါတယ်။နံပါတ်6နီလန်းလေးကတော့ Digital Marketing နဲ့ SEO ပဲဖြစ်ပါတယ်။ဒီနေ့ကမှစီးပွားရေးလုပ်ငန်းတွေအားလုံးနီးပါးက online မှာကြော်ညာဖို့အရင်လိုအပ်ပါတယ်။စီးပွားရေးလုပ်ငန်းတွေအတွက် Social Media Page တွေစီမံခန့်ခွဲပေးတာဒါ Facebook Ad တွေပေါ့နော်ဒါတွေကို Boost လုပ်ပေးတာမျိုးတွေဒါ website တွေမှာ Search Engine မှာရှားလွယ်အောင်လို့ SEO လေးပြင် ဆင်ပေးရဒါမဟုတ်ရင် email marketing လုပ်ပေးတာမျိုးတွေလည်းလုပ်လို့ရပါတယ်ဒီပညာရပ်တွေကသင်ယူဖို့လိုတယ်ဆိုပေမဲ့တကယ်သာတက်မြောက်သွားတယ်ဆိုလို့ရှိရင်ဝင်ငွေအများကြီးရှာနိုင်တဲ့အခွင့်အလမ်းကောင်းတွေပဲဖြစ်ပါတယ် marketing ကိုစိတ်ဝင်စားပြီးရော online နည်းပညာတွေကိုလေ့လာခြင်းတဲ့သူတွေတော့ဆိုရင်တော့ဒါအကောင်းဆုံးပဲဖြစ်ပါတယ်နောက်ဆုံးမျှဝေပေးရနီလန်လေးရတော့ဒါ digital product တွေကိုရောင်းချတာပဲဖြစ်ပါတယ် ဒါ online course တွေလည်းပါမှာပေါ့နော်။သင်ဟာစာရေးသားကောင်းတဲ့လူတယောက်ဆိုလို့ရှင် ebook တွေရေးပြီးတော့ဒါပြန်မြှင့်ရောင်းလို့ရတယ်ပေါ့နော်။ဒါမဟုတ်ရင်ဒါ graphic design ကျွမ်းကျင်နေဆိုလို့ရှင်ဒါ template တွေဒါ digital art တွေကိုထပ်ပြီးတော့ရောင်းလို့ရတယ်။ဒါကြီးလည်း digital product တွေပေါ့။ပညာရက်တစ်ခုဒါမဟုတ်ရင် skill တစ်ခုကိုကျွမ်းကျင်နေဆိုလို့ရှင်เนาะဒါသင်တန်းတွေဖန်တီးပြီးတော့ပြန်မြှင့်ရောင်းချလို့ရတယ်။ဒီနီးလန်းလျာကြတော့တစ်ခါဖန်တီးပြီးတာနဲ့အချိန်ပေါင်းများစွာပြန်ရောင်းချနိုင်တာမို့လို့ဒါ passive income သဘောရရှိတဲ့နီးလန်းလေးကောင်းလေးပဲတစ်ခုပဲဖြစ်ပါတယ်။ကို့မှာ မျှဝေပေးခြင်းနဲ့ပညာဖန်တီးခြင်းနဲ့စိတ်ကူးရှိရဲဆိုလို့ရှိရင်တော့အခုပဲစလိုက်လို့ရပါတယ် ကဲ့ဒါဆိုလို့ရှိရင်တော့ online ကနေပတ်စံရှာနိုင်တဲ့နီလန်းခုနှစ်မျိုးကိုပြောပြခဲ့ပြီးပဲဖြစ်ပါတယ်ဒီနီလန်းလေးတွေကစတင်ဖို့အရေးကြီးတဲ့အချက်လေးတွေကိုလည်းထပ်ပြီးပြောပြချင်ပါတယ်ပထမအဦးဆုံးအချက်ကတော့စိတ်ရှည်တီးခံပေးဖို့လိုအပ်ပါတယ် online ကနေဝင်ရှာတယ်ဆိုတာကချက်ချင်းကြီးဒါနေချင်းညာချင်းချမ်းသာသွားတာမျိုးမဟုတ်ပါဘူးဘယ်လောက်ကိုမဆိုအခုပဲရေရင်းတူအခုပဲရေကြီးတောက်လို့မရပါဘူးအချိန်တစ်ခုပေးပြီးတော့စူးစမ်းလေ့လာပြီးတော့မှ ထိန်းတန်နေဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ skill နဲ့ကိုက်ညီရဲ့ဝင်ငွေပမာဏကလည်းဝင်လာမှာပဲဖြစ်ပါတယ်။နောက်တစ်ခုကကြတော့အဆက်မပြတ်လေ့လာပြီးဖို့လိုအပ်ပါတယ်။သင်ယူလေ့လာမှုကိုဘယ်တော့မှမရက်တန့်လိုက်ပါနဲ့။ဒီပညာတွေကအများအမ်းပြောင်းလဲနေပါတယ်အခု AI ခေတ်ကိုတောင်ရောက်နေပြီဆိုတော့ခုနကပြောထားတဲ့အလုပ်တွေဆိုလို့ရှိရင်လည်း AI ကိုဒါကောင်းကောင်းအသုံးချပြီးတော့လုပ်နိုင်မှာဆိုလို့ရှိရင်ကိုယ့်ရဲ့အလုပ်မှာပုံမှန်မြန်ပြီးတော့ပုံမှန်လွယ်ကူစေမှာပဲဖြစ်ပါတယ် နောက်တစ်ခုကကြတော့ scam နေတာလိမ်လည်တဲ့ဟာတွေကိုတတိထားပါဗောနော်အလွယ်တကူငွေရမယ်ဆိုပြီးတော့လိမ်တဲ့အစီအစဉ်တွေကိုလည်းလုံးဝတတိထားမှာဖြစ်ပါတယ်ငွေလေးရင်းလိုက်ရုံပဲဘာမှဆုံးရှုံးမှုမရှိဘူးအချိန်တန်ရင်ဒါနှစ်ဆသုံးဆအများကြီးပြန်ရလာနိုင်တယ်ဆိုတာမျိုးတွေကများသောအားဖြင့်လိမ်လည်တာရပဲဖြစ်ပါတယ်ဒီလိုမျိုးတွေကအပြင်မှာတကယ်လုံးဝမရှိပါဘူးနော် နောက်ထပ်အရေးကြီးတဲ့တစ်ချက်ကကြတော့ငွေပေးချေတဲ့စနစ် payment system တွေကိုဒါမှဖြစ်မနေလေ့လာထားဖို့လိုအပ်ပါတယ်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဒါ PayPal နဲ့ပတ်သက်ပြီးတော့သုံးလို့ရတာမျိုးကကန့်သတ်ချက်တွေရှိရတဲ့ကြောင်းဒါ Wave Money တို့ဒါ KBZ Pay တို့ AYE Pay တို့လိုမျိုး local payment တွေကိုလည်းဘယ်လိုချိတ်ဆက်အသုံးပြုရမလဲဆိုတာကိုလည်းကြိုတင်လေ့လာထားဖို့လိုအပ်ပါတယ်ဒီဗီဒီယိုကနေပြီးတော့ online ကနေ present ရှားဖို့နီလန်တစ်တွေ စိတ်ကူးသစ်တွေကိုရာသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။အရေးကြီးတာကဗင်နီလန်းကိုပဲယူယူကိုနဲ့အတင့်တော်ဆုံးနဲ့ကိုစိတ်ဝင်စားတဲ့နေပယ်ကိုယူရှေ့ပြီးတော့ဒီဇိုင်းမမတ်စ조사သွားဖို့ပဲလိုအပ်ပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။နောက်ထပ်ဗီဒီယိုတွေမှာလည်းအခုလိုမျိုးငွေကြေးနဲ့ဆိုင်တဲ့အကြောင်းအရာတွေဘဝအတွက်ကြိုးရှိစီမဲ့အကြောင်းအရာတွေကိုကျွန်တော်ရဲ့ Money Mind မြန်မာ Channel ကနေတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာ။